မ်းပြည်မှာနေဆက်မဲဆောင်မြို့ကမြမရွှေပြောင်းစာတင်ကျောင်းတွေစုပေါင်းပြီးနိုမလာ20ရက်နေ့မှာကြာရောက်တဲ့ကပ္ပကလေးများနေ World Children Day အထိမ်းအမှတ်ကိုစာတူးလေကရင်မျိုးသားထရန်ကျောင်းမှာ ပြုလုပ်ခဲ့ကြပါတယ်မြမရွှေပြောင်းလှုပ်သားပညာရေးကော်မတီ BMWEC လက်အောက်မှာရှိတဲ့စာတင်ကျောင်း6ကျောင်းကစုပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီး2015နောက်ပိုင်းပထမဆုံးအကြိမ်ပြန်လည်စုပေါင်းပြုလုပ်ကြတာဖြစ်တယ်လို့ဦးဆောင်သူဖြစ်တဲ့ ဆတ်တူးလေကျောင်းအုပ်ဆရာမကြီးဇမဖောတွေကပြောပါတယ်ဒီကဘာကလေးများနေ့ကိုကျင်းပတာတော့ဩနေ့တေကြလာပါပြီ1940ကျော်ကလေးကစက်ခဲ့တယ်ဘာဖြစ်လို့ကျင်ပရလဲဆိုတော့ခလေးတွေကိုဂုံပြုတ်ချင်တဲ့အားနဲ့နော်ဒီသက်ဆိုင်ရာဒီနိုင်ငံတကာကအဖွဲ့အစည်းကခလေးများနည်း ဆိုပြီးတော့စတင်ပြီးတော့ဥဆောင်ပြီးတော့ကျင်းပပေးခဲ့တယ်ခလေးတွေကိုဟိုဂုံပြူတဲ့အနေနဲ့တော့၎င်းခလေးတွေကိုအေးပေးတဲ့အနေနဲ့တော့၎င်းကျင်းပချင်းဖြစ်တယ်ကျမတို့ဒီမာဂရက်ကျောင်းနေမှာဆိုရင်ဟို1996ခုနှစ်ကနေ2015နှစ်ခုအတွင်းမှာဆိုရင်ဒီကပတ်ကလေးများနေ့ကိုဒီမဲဆောက်မှာရှိတဲ့ပညာရေးအဖွဲ့အစည်းရဲ့အကြမ်းမရေးလူမှုရေး အဖွဲ့အစည်းတွေစုပေါင်းပြီးတော့ကလင်းပြန်နေ့ကိုနေ့စဉ်နေ့တိုင်းကျင်းပတယ်။ဒါပေမဲ့2025 2026နောက်ပိုင်းမှာအလူငွေတွေလည်းနှဲသွားတယ်။အဖွဲ့အစည်းတွေကလည်းသူ့အဖွဲ့နဲ့သူ့အဖွဲ့နဲ့ရုံးကန်တဲ့အခါမှာစုစည်းပြီးတော့မကျင်းပနိုင်ခိုက်ဘူး။အကြောင်းကလေးတွေကသူ့တကြောင်စီတကြောင်စီအနေနဲ့ပဲကလေးများနှစ်ကိုကျင်းပနိုင်ခဲ့တယ်။ဒီဖြတ်သန်းသွားတဲ့ ဆယ်စုနှစ်တစုအတွင်းမှာဒီလိုမျိုးသက်သက်ဝွန်းဝွန်းနဲ့လှုပ်ဆောင်ရတဲ့ကလေးများနေရမရှိဘူး။ဒါကျမတို့နောက်တစ်ခါပြန်လည်ပြီးတော့ဒီလိုမျိုးစုစုစည်းစည်းနဲ့ပြန်ကျင်းပရတဲ့အခွင့်အရေးကဒါပထမဦးဆုံးဒီဆယ်စုနှစ်နောက်ပိုင်းမှာပထမဦးဆုံးအကျင့်ဖြစ်တယ်။အခမ်းအနားကိုထိုင်းပညာရေးတာဝန်ရှိသူတွေနေဆက်အခြေဆိုင်အရက်ဖက်အဖွဲ့ကောင်းဆောင်အချို့နဲ့ ကျောင်းဆရာဆရာမတွေအပြင်ကျောင်းသားမိဘတွေနဲ့ရွှေပြောင်ကျောင်းသူကျောင်းသားတွေပါဝင်တက်ရောက်ခဲ့ကြပြီးလူဦးရေစုစုပေါင်း1500လောက်ပါဝင်ခဲ့ကြပါတယ်။ဒီလိုကလေးများနေ့မှာ ပါဝင် ခွင့်ရပြီးကျောင်းမောင်စုံကတရုတ်ပြရူရအကရီကိုမြေတွေ့ခွေရတာကြောင့်အယံပျော်မိတယ်လို့ကလေးများနေ့ကိုပါဝင်တက်ရောက်ခဲ့တဲ့ကျောင်းသူတို့ကခုလိုပြောပါတယ်။ကျောင်းအများကြီးလာတဲ့အတွက်ကြောင့်မလို့ပေါ့နော်။ လူမျိုးလူတငယ်ချင်းအများကြီးနဲ့လည်းဆုံတွေ့ရတယ်ပြီးတော့မှဒီသူတို့ performance လုပ်တော်တဲ့အရာတခုစီတိုင်းကလည်းကိုယ့်ကိုပေါ့နော်အပျော်ရှင်မှုတမကောက်စိတ်လုံရှားစေရမျိုးတွေလည်းရှိရပေါ့နော်ပြီးတော့မှဘာတွေတွေ့ရသေးလဲဆိုတော့အာတောင်းတတောင်းချင်းစီမှာသူတို့ performance လုပ်သွားရပေါ့နော်ဘာတွေတော့ပြဘာတွေကိုတွေ့ရလဲဆိုတော့တောင်းတတောင်းချင်းစီမှာရှိနေတဲ့ကလေးတွေကတကယ်ပဲတော်တယ်ဆိုတာတွေ့ရတယ် ကလေးများနေ့မှာပါဝင်တဲ့ကျောင်းတီတီကတိုင်းရင်သားယူရအကရီနဲ့တချင်းတွေကိုဖျော်ဖြေကြပြီးအားကစားပြိုင်ပွဲတွေပါထည့်သွင်းကျင်းပခဲ့တယ်လို့သိရပါတယ်။အခမ်းအနားကိုစတူးလီ၊ဒူမဲကီ၊ဆာမူထော၊နျူရိုကျောင်း၊စတာဖလာဝါ၊ရှူဂါချိုင်းနဲ့အင်ဂျင်ခတ်စတဲ့ကျောင်းတွေပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ကဘာကလေးများနေ့ကိုကဘာကူလာတမက အထရေညီလာခံ UN ကကလေးတွေရဲ့အခွင့်အရေးတွေကိုကာကွယ်ထောက်ခံဖို့ဆိုပြီး1954ခုနှစ်မှာပဲတရားဝင်စတင်ကြီးညာခဲ့ပါတယ်